ဒါမို့ရုပ်တရားနဲ့တရားထင်ရှုတဲ့ပုံပေါ်ကအနေနဲ့သိမြင်ရတာပဲဟုတ်ပါလားကျုပ်အပြောမှားတယ်နော်ရုပ်နာကွဲမလားကွဲမလားဆိုတော့ဒီကွဲစီထင်တာမှားတာပဲဟုတ်ပါလားပိုင်းခြားပြီးတည်ကောင်းတယ်ပရိညာတိဆိုပိုင်းခြားတည်တာခွဲလို့မရတာဘူးဟုတ်ပါလားအဲ့တော့မျက်စိမလည်နဲ့နော်ဒါမြင်ခန္ဓာ၅ပါးတကောင်းနေဖြစ်တောင်းနေချုပ်တဏ္ဍမချမနောတိပုံမှန်နော်နှုတ်စိတ်ကအကောင်းတယ်မဟုတ်ကြောင်းအတက်မဝင်ကြောင်းဆုံးဖြတ်ပြီးတော့မဲ့ခင်ချက်တာရှိတယ်ရမလား အဲ့ဒီငါကိုယ်ရေကနာခရီကိုခံနေကြည့်အောင်ကျင့်တာကတကယ်ရှိပါချင်းဟုတ်လားဟုတ်ကူသဘောကြလားသိကြည့်တယ်နော်ဆိုတော့မဟုတ်ဆိုတော့ဘုရားကြီးအလုပ်ပေးတရားမှာတည်းမျက်စိတည်ရတာပဲတောက်မှကြည့်ပြီးတော့စုံနှန်းတဲ့အခါကျတော့ဥတ္တန်ရဲ့အိမ်မှာဟောတဲ့တရားလို့မှတ်ကြဥတ္တန်ရဲ့အိမ်မှာဟောတာနော်ဥတ္တန်ရဲ့ဘယ်လိုပုံကိုလဲပြီးတော့ခန္ဓာ၅ပါးကိုတည်ထားတာအဲ့ဒါမျိုးဥမာမနာပုံစံမှာတမ်းပေးထားတာနော် တဲ့ခန္ဓာရှိမှလည်းဖေဟာထက်ခါတဲ့ဥဒုံးတဲ့ပြောင်းမေးကြတာအခုပေါ်တဲ့ခန္ဓာအင်္ဂခန္ဓာမဟုတ်ဘူးဒါတော့နောက်ဆုံးမြင်ကြတာအောင်တော်ရမွေးတဲ့ခန္ဓာလို့အဖြေရတယ်အဲ့ဒါငါးပါးကအခုပေါ်တဲ့ခန္ဓာအောင်တော်မွေးတဲ့ခန္ဓာလို့အဖြေရပါတာနော်အမှတော့ပေါက်ပြီးတော့အတကယ်ရှုတတ်တဲ့ပုဂ္ဂိုလ်ကြီးအဲ့သူ့ယုံရောက်ရောက်တဲ့အခါညကြရောက်တော့အဲတရားတောင်းတော့အိမ်မထိုင်ရွယ်တိမိသားပုဂ္ဂိုလ်ဆိုတော့ဆရာကြီးကပေါ့ပေါ့နော်အဲအနာမနာကိုတဲကွာဓမ္မကြီးထူအောင်လဲ ပြီးရင်ပွာလိုက်တော့ဟေးသူပြောပခဲ့တာဟုတ်ပါလားဟာဘောခါဘောဘောပွာလိုက်ဘောပွာလိုက်တော့ဝိနာရီမဝိနာဆုံးဖြစ်ပြတယ်ဆုံးပါရင်ဒီပြီးတော့ဘောစပြာကျွန်တော်ရတို့အလွယ်ပဲပြောလိုက်တာအဲ့ဒါကိုကျွန်တော်မရှိတဲ့နောက်မှာအလုပ်ပေးတရားဆိုပြီးတိတ်ကိုထုတ်လိုက်တာထုတ်တော့အချိန်ကမပါဘူးပြောင်းတာဟုတ်ပါဟမ်အဲ့ဒါကြီးခွာတဲ့အချိန်ကမပါဘူးအဲ့ဒါကိုယောဂီတော်များအဲ့တိုင်းထိုင်တော့လဲနေတာမရတော့လား ဟုတ်လားငါပေါင်းငါကုလုံးတွေကထင်ထားတာဖြုတ်ပြီးတဲ့ဒီထုတ်ပြတာမပါဘူးလေပြုတ်ပြီးသားပုံကိုထိုင်ခိုင်းတဲ့တရားဖြစ်တော့ကြောင့်ဖြုတ်တာမထည့်တော့ဘူးပေါ့ဟုတ်ပါ့မလားအဲ့မှာဒကမာမှုတည်နေတာပဲနည်းနေပြီနော်အဲ့ဒါကဘုရားလက်လက်ရှင်းနေရတာဟုတ်ပါ့မလားအမှန်တကယ်တော့ဆရာသမီးကိုလည်းပြုတ်ပြီးတာခင်ဗျားတို့တရားရှိတာပြောတာဒီအမေဖြေမွေးတဲ့ခန္ဓာကိုရှုခိုင်းတာမဟုတ်ဘူးတဲ့အာဟုဘာယမွေးတဲ့ခန္ဓာရှုခိုင်းတာဖြစ်ပါတယ်ဒီတဲ့အနော် အရှိကံပေါ်ရင်မိခင်ငါမနဲ့လိုက်စားပူတော်ရှင်နေတယ်။ဟုတ်ပေါ့လား။ရပြီနော်။ဒါမြင်ရင်ဉာဏ်ကိုလည်းငါမလုပ်အောင်နော်။ဖြစ်စီမတဲ့ကြတဲ့။ဟုတ်ပေါ့လား။